ဂုံလူဝိသေသတွေအကုန်ပါလာတယ်။အဲဒီလိုဂုံလူဝိသေသတွေပါတယ်ဆိုတာမြတ်စွာဘုရားမှသိတယ်။ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ယဟနာဖြစ်ကြတာတော့တူတူပဲယဟနာဖြစ်တယ်။သို့တော့ထူးခြားတဲ့အရင်ချင်းတွေပါလာတဲ့ဒီပုဂ္ဂိုလ်နှစ်ဦးဟာတန်ကျန်တဲ့ပုဂ္ဂိုလ်တွေနဲ့မတူဘူးတဲ့။နောက်ဆုံးပြောရမယ်ဆိုရင်ပထမဆုံးတရားသူတရားမြတ်ရသွားတယ်ရှင်ကွန်တေညာရဲ့အယီချင်းနဲ့တောင်မတူဘူး ရှင်ကုန်တညတရားဥတရားမြတ်ရသွားတာဟုတ်တယ်ရတ္တမေရတ္တဖို့ရတယ်အဘိညာဉ်6ပါးသမဘာ7ပါးဓာရီပါမယ်ဝိဇ္ဇာ3ပါးပါမယ်သို့တော်လည်းပဲအခသာဝကတွေရရနိုင်တဲ့အသိဉာဏ်မျိုးမပါဘူးတဲ့ဒီလိုဆိုတာနော်အခသာဝကပါရမီဉာဏ်นี่ပါမလာဘူးတဲ့အေးဒီပုဂ္ဂိုလ်နှစ်ပါးကတော့ရှင်သာရိပုတ္တရာနဲ့ရှင်မောကလန်တို့ကအလွန်ထူးခြားလို့ အဲ့ဒီပထမဆုံးသာဝကတဏိပတာတကူတဲလာပြီနေ့မှာတန်ခါပြိသက်ထင်းမြတ်စွာဘုရားကသူတို့နှစ်ပါးကိုပထမဧကသာဝကအဖြစ်ရှင်သာရိပုတ္တရာကိုချီးမြှောက်ပြီးဒုတိယဧကသာဝကအဖြစ်ရှင်မောဂလံကိုချီးမြှောက်ခဲ့တယ်ဒီတပည့်နှစ်ပါးကြီးမားတဲ့အရေးချင်းတွေရှိသည့်အတွက်ကြောင့်ပထမတပည့်နဲ့ဒုတိယအမျက်ဆုံးတပည့်အဖြစ် သံဃပရိသတ်မှာချင်းမြောက်ပြီးတော့ပြောကြားလိုက်တာပြောကြားပြီးတဲ့နောက်မှာမြတ်စွာဘုရားလာပြီနေ့မှာဩဝါဒပါတိမောက်ရွတ်ဆိုဟောကြားတော်မူခဲ့တယ်ခန္တီပရမန်တပောတိဒိဋ္ဌာသဗ္ဗပပတ္တအာကရဏံတို့အနုပဝါရောအနုပခါတော်ဆိုတဲ့ဩဝါဒပါတိမောက်ခါထာတွေနဲ့လာပြီနေ့မှာဥပုပ်ပြုခြင်းကိစ္စအစည်းအဝေးမှာမိန့်ခွန်းတရားဓမ္မဟောကြားပြီးတော့ ကဆုံဒီတဘိုရဲလာပြည့်နေ့မှာအကတဝကယာဒူပထမဆုံးချင်းမြင့်ခန့်အပ်လိုက်တာဖြစ်တယ်ပေါ့အဲ့လိုချင်းမြင့်ခန့်အပ်လိုက်လို့ရှင်အားလုံးကရှင်းတတ်တယ်လို့မထင်နဲ့ပွားစီပွားစီနဲ့တက်လာယာဒူကလိုချင်ကြတဲ့လူကများတယ်လေကျင့်တတ်တယ်မကျင့်တတ်ဘူးဆိုတာခုခေတ်မှာဖြစ်တာမဟုတ်ဘူးလူတွေကြားထဲမှာလည်းဒါမျိုးကရှိတာဘယ်တော့မှမဆိုရှိမှာပဲ လူရှိနေသမျှကလပ်ပလုံးမကျေနပ်တာတော့ရှိနေကြမှာပဲเนาะကျေနပ်မှုရှိတယ်လို့မကျေနပ်မှုရှိအရင်ချင်းဆိုတာတမန်ပုဂ္ဂိုလ်သိနိုင်တာမဟုတ်တာအဲ့တော့ရသော်ဘုရားကဒီနှစ်ပါးကိုအက္ခတဝကလို့သတ်မှတ်လိုက်တာနဲ့တပြိုင်နက်ရဟန္တာပုဂ္ဂိုလ်တွေကတော့ဘာမှမပြောချဘူးငြိမ်ငြိမ်လေးနေတာနောက်ပိုင်းဝင်လာကြတဲ့ပုထုဇဉ်ရဟန်းတွေက မကျင့်နှံ့ဘူးနောက်ကနေပွားစီပွားစီနဲ့ပြောလာကြမြတ်စွာဘုရားကမုခောလောကနေနဗိက္ခံတလားမျက်နှာကြည့်ရဟင်ဘပါတဲ့မျက်နှာရှိရဟင်ဘပါမျက်နှာကြည့်ပြီးတော့ပေးတာဟုတ်တယ်တခါတလေထမင်းဟင်လိုက်တဲ့အခါကိုနဲ့တည်တဲ့အခါအတုံးအသားလုံးလေးပုံပုံမူပေးတတ်တယ်ဝက်သားတော်မှအခောက်ဖယ်ပြီးတော့အသားလေးထည့်ပေးတတ်တယ်ပေါ့ဒါလူရဲ့သဘာဝပေါ့ ိုပိုတာတာလေးပေးချင်ကြတယ်ပေါ့သိရင်သိသလုံးမသိရင်မသိသလုံးလောက်တတ်တာလူရဲ့တဘာဝပဲပေါ့အဲ့တော့မြတ်စွာဘုရားကလည်းအဲ့လိုတွေ့တယ်ဘုရားကဒီကောလိတဥပတိတဆိုတဲ့သိစီပြပိုက်ကြီးရဲ့တပည့်နှစ်ပါးသာသနာပေါင်းဝင်လာတယ်ဘာမှမကြသေးဘူးနော်သူတို့ရောက်လာတာဘယ်တော့မှမကြသေးဘူးလေစကားရက်ပဲရှိသေးတယ် အဲ့ဒါကိုထိတ်တန်းတပြည့်ရာဓုကြီးတွေပေးလိုက်တယ်ဆိုတော့အမတန်မျက်နှာလိုက်တာပဲဟောကဲ့ရဲ့ပြစ်တင်လာကြတယ်ဗျာဆရာဗျာကဲ့ရဲ့ပြစ်တင်ပြီးတော့သူတို့ကအကြောင်းအကျိုးတွေဆင်ញင်ကြတယ်လေလူတွေကပေးခြင်းပေးလို့ရှင်ရှင်ကွန်းတင်ညာလို့ပင်စဝက်ကြီးတွေပေးဖို့ကောင်းတာမော်တဲ့ပင်စဝက်ကြီးတွေပေးဖို့ကောင်းတာမော်အကယ်၍ပင်စဝက်ကြီးတွေမပေးဘူးဆိုရင်ယတ တထေးသားနဲ့တငယ်ချင်းတွေပေးတင်တာပေါ့တဲ့သာသနာပေါင်းအစောဆုံးဝင်လာတဲ့ပုံကိုယ်ကြီးပဲတဲ့အဲ့ဒီလိုမပေးဘူးဆိုရင်ဗဒဝဂီညီနောင်သုံးကြိတ်တို့ပေးတင်တာပေါ့အဲ့ဒါကိုမစင်သာဘူးဆိုရင်တောင်မှပဲဥရဝေလာကတ္တမတို့တကယ်ဒိတ်တန်းဆရာကြီးတွေပဲတဲ့ယတိဘွားတို့ကသူတို့ရှင်တထောင်ထဲကနေပြီးတော့ရွေးချယ်ပြီးတော့ပေးတင်တာပေါ့တဲ့အခုဘာမဟုတ်တဲ့နောက်ဆုံးမှရောက်လာတဲ့ ဒီ provide တွေတဲ့ကဥပဋိဒ္ဒနဲ့ကောလိတကိုအကတံကယာရုပေးတာတော့မြတ်စွာဘုရားဗက်လိုက်တာပဲလို့ဒီလိုပြောကြတယ်เนาะ